သေသောသူသည်အမှန်ပင်သေဆုံးသွားပါသလားသေချင်းတရားနဲ့ပတ်သက်ပြီးတော့လူတွေတော်တော်များများကဒီကနေ့ဒီချိန်မှာနားလွယ်မှုလွယ်တဲ့အကြောင်းအရာလေးတစ်ခုဖြစ်တဲ့လူတွေတော်တော်များများလည်းသေချင်းအကြောင်းလို့ပြောလိုက်ပဲဆိုရင် လူတယောက်သေသွားရင်ဘာဖြစ်သွားသလဲမသေးချမရရမှုမျောလင့်ချင်းကင်းမဲ့တဲ့အခြေအနေမျိုးမှာအများကြီးကြုံတွေ့ရတယ်လူတော်တော်များများကလည်းဘာပြောသလဲဆိုတော့လူတယောက်သေသွားရင်တကယ်မသေးပါဘူး ကျွန်တော်တို့ချစ်တော်သူတွေတေဝါလို့ရှင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာတို့ကိုသိချစ်တဲ့အတွက်ကြောင့်တို့ပတ်ဝန်းကျင်တို့ရှိနေတဲ့နေရာမှာစောင့်ကြည့်နေတယ်လို့တချို့ကလည်းပြောကြတယ်လူသံပါမြောက်များစွာကလူရဲ့ခန္ဓာကိုယ်စိတ်ဝိညာဉ်နဲ့ပတ်သက်ပြီးတော့ရောထထနဲ့နားလည်နေကြတယ်။တယောက်သေးသွားတဲ့အခါမှာခန္ဓာကိုယ်ဘာဖြစ်တယ်လဲဝိညာဉ်ဘာဖြစ်သွားတယ်လဲဘယ်လိုပဲယုံကြည်ယုံကြည်ကိစ္စမရှိဘူးလို့ပြောလို့ရသလား။မရဘူးဘာဖြစ်လို့လဲဆိုတော့ဒါကအရင်အရေးကြီးတဲ့အရာဖြစ်တဲ့ ကျမတို့အသက်ရှင်နေသောအခါမှာသေခြင်းတရားနဲ့ပတ်သက်ပြီးတော့မှကျမတို့ရဲ့ယုံကြည်မှုကကျမတို့ရဲ့အနာဂတ်ကိုအဆုံးဖြတ်ချက်ပေးမဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တဲ့တယောက်သေသွားသောအခါမှာဘာဖြစ်တယ်လဲဆိုတာခံမှန်းချင်တဲ့ကျမတို့ပေးဖို့မလိုဘူးတမာကျန်းစာကနေပြီးတော့မှလူတယောက်သေသောအခါမှာလူတယောက်ကတကယ်သေသလားသေပြီးတကယ်ဘာဖြစ်တယ်လဲဆိုတာကိုမျက်စိဖွင့်နားဆွင့်ပြီးတော့မှဗျာဒခင်နှုတ်ဘတ်တရားတော်ကိုအတူတကွာလေ့လာကြမယ်လူသားအနေနဲ့ဤလောကကိုဘယ်လိုရောက်ရှိလာသလဲ လူဘလို့ဖြစ်လာသလဲကဘာဦးကျန်းခန်းကြီးနှစ်အငယ်ခွနဲ့ထို့နောက်သာရရှင်ဖျားသခင်သည်မြေမုတ်ဖြင့်လူကိုဖန်ဆင်း၍သူ၏နှကောင်းထဲသို့ဇီဝအသက်ကိုမုတ်တော်မူလင်းလူသည်အသက်ရှင်သောဘဒဝါဖြစ်လေ၏။ဆောက်ဦး၌ဖျားသခင်ကကျွန်ုပ်တို့တွေကိုမြေမုတ်ကနေပြီးတော့မှဖန်ဆင်းတယ်လို့ကျမ်းစာကဖော်ပြထားတယ်။လူတယောက်ကသေသွားသောအချိန်မှာဒေသနာကျမ်းခန်းကြီး၁၂အငယ်ခွနဲ့ထိုကာလ၌ခုနလူတယောက်သေသွားသောအချိန်မှာ မြေမောက်အဖင်ကျင်ပါတို့ဘုရားသခင်ဖန်ဆင်းတယ်လို့ပြောတယ်ဟောမြေမောက်ဒီနေရင်မြေတို့၎င်းဝိညာဉ်ဒီအရင်ပေးသောဘုရားသခင်ထံတို့၎င်းပြန်သွားရလိမ့်မည်လို့ကျမ်းစာကနေပြီးတော့မှဖော်ပြထားတယ်မြေမောက်နဲ့ဖန်ဆင်းထားသောဤခန္ဓာကိုယ်ကတည်သွားသောအခါမှာမြေကြီးကို ပြန်သွားတယ်အဲ့ဒီဝိညာဉ်ကဘုရားသခင်ကပေးတယ်အဲ့ဒီဝိညာဉ်ကပေးသောအရှင်ဖြစ်သောဘုရားသခင်စီကိုပြန်သွားတယ်အဲ့ဒီလူတယောက်တည်သွားသောအခါမှာအဲ့ဒီဝိညာဉ်ကတည်သွားသလား ကဲတင်ချင်းခံရသောဖျားရှင်သားသမီးဖြစ်စေကဲတင်ချင်းမရသောသူဖြစ်စေအဲ့ဒီလူရဲ့အတွင်းမှာရှိသောအဲ့ဒီဝိညာဉ်ကအဲ့ဒီလူတရားသေသွားသောအခါမှာဖျားစီကိုရောက်သွားရဲ့အင်္ဂလိပ်စကားဆိုရင် spirit လို့ခေါ်တယ်သေသွားသောအချိန်မှာဖျားသခင်စီကိုရောက်သွားသောအဲ့ဒီရဲ့ဝိညာဉ်ကဘာလို့ဆိုလိုတာလဲရှင်ရကောဩဝါဒဆက်ဆက်ခန်းကြီးနှစ်အငယ်၁၆မှာဝိညာဉ်နဲ့ကင်းသောကိုသည်အသေးဖြစ်၏သေခြင်းကဘာလဲဝိညာဉ်နဲ့ကင်းသောကိုသည်အသေး ယောဘဝတ္ထုခန်းကြီး29အငယ်3ငါနှခေါင်း၌ဖျားသခင်ပေးသော a fat spirit of god is in my nostril spirit လို့သုံးထားတယ်ကျွန်တော်နှခေါင်း၌ရှိနေသောအခုဤ a fat ကဖျားသခင်ပေးတော်မူသောတက်ရှူပါလို့ပြောစရာမလိုဘူးသူပသက်သူရှူနေတယ်ကျမတို့အိပ်ပျော်နေတဲ့အချိန်မှာလဲရှူနေတယ်အင်္ဂလိပ်စကားက spirit လို့ခေါ်တယ်အဲ့ဒီဝိညာဉ်ဖျားသခင်ပေးတော်မူသော a fat ဖြစ်တယ် လူတယောက်သေသွားသောအခါမှာဖျားစီကိုရောက်သွားတော့အဲ့ဒီဝိညာဉ်က the breath of life ဖျားသခင်ပေးသတော်မူသောအသက်ရှူသွင်းလိုက်တယ်ထွက်သွားတယ်အဲ့ဒီအသက်ကိုဆိုလိုတာသေသွားသောအခါမှာပေးတဲ့အရှင်စီကိုပြန်ရောက်သွားတယ်လူတယောက်သေသွားသောအခါမှာအဲ့ဒီဝိညာဉ်ကအသက်ရှိသေးတယ်အဲ့ဒီဝိညာဉ်ကဉာဏ်ပညာရှိတယ်အဲ့ဒီဝိညာဉ်ကခံစားချက်ရှိတယ်လို့ကျင်းစာထဲမှာဖော်ပြထားတာလုံးဝမရှိဘူး။ပြီးသွားသောအခါမှာဘုရားသခင်စီကိုပြန်သွားတော့အဲ့ဒီဝိညာဉ်က လေဝင်သွားတယ်ထွက်သွားတယ်အဲ့ဒီအသက်ကိုပဲပြောတာနောက်တစ်ခုကဆောလူရဲ့ဝိညာဉ်အဲ့ဒီဝိညာဉ်ဆိုတာဘာလို့ဆိုလို့ရလဲကဘာဦးကျန်ခန့်ရင်နှစ်အငယ်ခွနဲ့ထွန်းနောက်ထာဝရရှင်ဘုရားသခင်ဒီမြေမောဖြင့်လူကိုဖန်ဆင်း၍သူ၏နှကောင်းထဲသို့ဇီဝအသက်ကိုမုတ်တော်မူလင် လူသည်အသက်ရှင်သောသတ္တဝါဖြစ်လေ၏ဝိညာဉ်လို့ပြောတဲ့အခါမှာအသက်ရှင်နေသောလူလှောက်ရှားနေသောသူကိုဝိညာဉ်လို့ဆိုလိုတာ a living soul ဝိညာဉ်ကတနေရာမှာပဲအငွေ့လိုမျိုးပြန်ပြီးတော့ွားနေတာမျိုးဆိုလို့ချင်းမဟုတ်ဘူးဝိညာဉ်လို့ပြောတဲ့အခါမှာအသက်ရှင်သောလူသားအသက်ရှင်သောသတ္တဝါကိုဝိညာဉ်လို့ခေါ်တယ်ဝိညာဉ်လို့ပြောတဲ့အရာကဒီနှစ်ခုနဲ့ပေါင်းစပ်ထားတဲ့ခန္ဓာကိုယ်ရဲ့ဇီဝအသက်နဲ့ပေါင်းစပ်ထားတာဒါဝိညာဉ်လို့ခေါ်တယ်ဒီခန္ဓာကိုယ်နဲ့ဇီဝအသက်မရှိဘူးဆိုရင်ဒီဝိညာဉ်ကမရှိတော့ဘူးဝိညာဉ်တွေဆိုတာလူတွေကိုဆိုလိုတာ အသက်ရှင်သောဘုရားရှင်သာသမီရဒါဝိညာဉ်လို့ဆိုလိုတယ်ပြာဟောစားတဲ့တနေရာမှာသွားပြီးတော့တရားဒေသနာတွေသွားပြီးဟောတယ်လူတွေပြာသခင်ရဲ့သတင်းစကားကိုလက်ခံတဲ့နှစ်ချင်းခံတဲ့ခါမှာအကဲလူငါးယောက်နှစ်ချင်းခံတဲ့ဆဝိညာဉ်အသီး၅လုံးရတယ်လို့ပြောတတ်တယ်။လူကိုပြောတာပဲ။ဝိညာဉ်ကစေတတ်သလား။ရေစကြလအနာကတိကျန်ခန်းကြီး78အငယ်20ပြင်းမာသောဝိညာဉ်သည်အသေးခံရမည်။ပြင်းမာသောဝိညာဉ်ဆိုတာအပြစ်လောက်သောသူကသေရမယ်။ဝိညာဉ်ကသေတယ် ျင်းစာထဲမှာမသိတတ်သောဝိညာဉ်ဆိုတော့တခါမှမပေါ်ပြတာအောင်။ဗျာဒိတ်ကျန်ခန်းကြီး76ငယ်သုံးဝင်ပင်လယ်၌အသက်ရှင်သောသဒ္ဒဝါအပေါင်းတို့သည်ဖေကြ၏ Every living soul died in the sea အသက်ရှင်သောသဒ္ဒဝါအသက်ရှင်သောလူတွေကပင်လယ်ထဲမှာသေဆုံးသွားကြတယ်လို့ကျင်းစာကပေါ်ပြထားတယ်။ကျင်းစာအရဝိညာဉ်ကသေတတ်တယ်ဘာဖြစ်လို့ဆိုလူကသေတတ်သောအမျိုးဖြစ်တယ်။ ယောဘခရင်လေးငယ်16မှာလူဆိုတဲ့အမျိုးကသေတတ်သောအမျိုးဖြစ်တယ်။ဖယားသခင်တပါးတည်းသာလဲမသေတတ်သောအရာဖြစ်တယ်။ဝိညာဉ်ကမသေတတ်ပါဘူး။ဝိညာဉ်ကအမြဲတမ်းသွားလာနေတယ်၊လှုပ်ရှားနေတယ်ဆိုတာကကျမ်းစာထဲကမဟုတ်ဘူး။ဒါဝိမင်းကြီးကတနေ့ဖယားသခင်ရဲ့နိုင်ငံတော်မှာရောက်မယ်လို့ကျမ်းစာကဖော်ပြထားတယ်။သို့တော်ဒီကနေ့ဒီချိန်မှာဒါဝိမင်းကြီးကကောင်းကင်နိုင်ငံမှာမရောက်ဘူး။ ဒါဝိမင်းကြီးရဲ့ဂူတင်ကြိုင်းကဤလောကမှာပဲရှိနေသေးတယ်။ဒါဝိမင်းကြီးကိုတိုင်ရှင်ပြန်ထမြောက်တော်နေ့ကိုစောင့်မျှော်နေတယ်။ဖျားကိုချစ်သောလူကောင်းတွေတည်သွားသောအခါမှာကောင်းကင်နိုင်ငံကိုတန်းသွားသလား။ယောဟန်ခင်ကြီးကအငယ်28 29တင်ကြိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားအတန်ကိုကြား၍ထွက်ရသောအချိန်ကာလရောက်လက်တန် ဘုရားသခင်ကိုယုံကြည်ပြီးဘုရားသခင်ကိုချစ်ပြီးတော့မှပြည်သွားသောသူတွေကဒီနေ့ချင်းသင်ချိုင်းထဲမှာပဲရှိနေသေးတယ်။ရှင်ပြန်ထားမြောက်မဲ့အချိန်ကိုစောင့်နေတယ်။ဒါကတော့သခင်ခရစ်တော်ကိုယ်တိုင်ကထားလို့လို့မခေါ်မချင်းကသူကထားလို့မရအိပ်ပျော်ရင်နဲ့စောင့်နေတယ်။တမန်တော်ဝုဒ္ဓခန်ကြီးနှင်းအငယ်29ငယ်34မှာညီအကိုတို့အမျိုးကြီးအဘာဖြစ်တော်ဒါဝဲကြီးအကြောင်းကိုငါသည်တင်တို့အားအထက်အလင်းပြောပြရစေ။ ထိုဒါဝိသည်သေ၍သင်းကြို့သောတွင်းသည်ယခုတိုင်အောင်ငါတို့၌ရှိ၏ဒါဝိသည်ကောင်းကင်သို့မတက်သည်ဘုရားသခင်ကိုသိချစ်တော်ဘုရားသခင် စိတ်တော်နဲ့တိုးထစ်တော်ဤဒါဝိမင်းကြီးကကောင်းကင်နိုင်ငံမှာမရှိသေးဘူးကောင်းကင်နိုင်ငံသို့မတက်သေးဘူးသူ့ကိုသင်းကြို့သော တွင်းထဲမှာပဲရှိနေတယ်ဆိုပြီးတော့မှကျမ်းစာကဖော်ပြထားတယ်လူကောင်းတွေသေသွားသောအခါမှာကောင်းကင်နိုင်ငံကိုမသွားဘူး လူတွေသေသွားတော့ခါမှာကောင်းကင်နိုင်ငံလည်းမသွားဘူးငရဲလည်းမသွားဘူးသင်္ချိုင်းမှာပဲရှင်ပြန်ထားမြောက်မဲ့အချိန်ကိုစောင့်နေတဲ့ပေသွားသောသူကသူ့မှာအသိဉာဏ်အသိတရားတွေမရှိတော့ဒီသနာကျမ်းခန်းကြီးကိုအငွေ96အသက်ရှင်သောသူသည်မိမိတရားမြေကိုသိ၏သေသောသူမူကားအဘယ်အရာကိုများမသိအကျိုးအပြစ်ကိုလည်းမခံရသူကိုလည်းမေ့လျော့တတ်ကြ၏ သူဤချစ်ချင်းမောင်ချင်းညူဆူချင်းတည်လဲပျောက်ပြဲ့ဤနင်းအောင်မှာပြုသမျှသောအမှုနိုင်သူတပားနဲ့ရောနော၍မဆိုင်ရ။ပေဝိုင်းပြီးပြီးဘာမှမသိတော့ဘူး။သူရဲ့ချစ်ချင်းသူရဲ့မောင်ချင်းညူဆူချင်းဘာမှမရှိတော့ဘူး။ဖေသွားသောအခါမှာအသက်ရှင်တဲ့လူနဲ့လာရောနော်လို့မရတော့ဘူးလို့ကျန်းစာထဲကနေဖော်ပြထားတယ်။ဒီသနာကျမ်းခန်းကြီးကိုအငယ်60ဆောင်ရွက်စရာအမှုရှိသမျှကိုစ조사အားထုတ်၍ဆောင်ရွက်လော့။ အကြောင်းမူကားသင်ယခုသွား၍ရောက်လက်တတ်သောအယက်ဒီဟုသောမရဏနိုင်ငံ၌လောက်ဆောင်ခြင်းမရှိတင်စီခြင်းမရှိ သိပ်ပံအတတ်မရှိပညာမရှိပါတကားသူအသက်ရှင်သောအခါမှာသူဘာကြီးလုံးမလဲဘာကြီးတိဆောက်မလဲဘလို့ဘလို့ဘာကြီးလုံးမလဲသူကျင်စီတဲ့ຢာတွေလုံးဝမရှိတော့သူရဲ့အကျင်စီအကုန်လုံးပြက်စီသွားတယ်သူမှာအတတ်ပညာတွေရော pH တွေဘလောက်ပဲမြဲမြဲရသူသေသွားတဲ့အခါမှာဉာဏ်ပညာလုံးဝမရှိတော့ဘူးလို့ကျန်းစာထဲကနေပြီးတော့ဖော်ပြထားတယ်။ပြီးသောသူတွေကဖျားကိုချီးမွမ်းလို့ရသေးလား challenge ခံပြား35အငငယ်စပင်လွန်တော်သူရှိသမျှတို့သည်သာရဖျားကိုမချီးမွမ်းရကြစစ်တော်သူတွေကိုတင်ကြိုင်းကမှသွားပြီးတော့မှဆွတ်တောင်းပေးနေတယ်အဲ့ဒါတွေရောအကျိုးရှိသလားသေတော်သူတွေအတွက်ကောင်းကင်နိုင်ငံရဖို့အတွက်ဆွတ်တောင်းပေးလို့ရသေးလားဒီလူတွေကပြောင်းလဲလို့မရတော့ဒီလူတွေကဘုရားသခင်ကိုချီးမွမ်းလို့မရတော့ဘူးအဲ့ဒါကြောင့်မလို့ကျမတို့ရဲ့ affection တော့အချိန်မှာပဲဖျားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းရအောင် အသက်ရှင်သောအချိန်မှာပဲဖရာအတွဲဆုံးဖြတ်ချက်တွေထားရအောင် လူတယောက်ထေသွားသောအခါမှာဘာမှမသိတော့သူ့မှာဘာအသိတရားမှ မရှိတော့ဘူးသေးတော့လူတွေလေအိမ်မက်ကနေတဆင့်လေပြန်လာပြီးတော့သူရဲ့မိသားစုတွေကိုပြန်လာပြီးစကားပြောတယ်လေအဲ့ဒီအိမ်ကြီးတွေထဲမှာသူရဲ့ဝိညာဉ်တွေကရှိနေသေးတယ်အဲ့ဒီအိမ်တော့ဘယ်သူမှတော်ပြီးမဝယ်ရဲကြဘူးပြန်လာပြီးတော့၆ကြလို့တဲ့တီတွေရောပြန်လာပြီးတော့မှသူရဲ့အသက်ရှင်သောမိသားစုတွေနဲ့ပြန်လာပြီးစကားပြောလို့မရဘူးလားဖြစ်နိုင်တယ် ဒီသူရဲ့အိမ်ကိုအရင်ချစ်တဲ့အတွက်ကြောင့်သူရဲ့ဝိညာဉ်ကဒီအိမ်ထဲမှာပဲရှိနေသေးတဲ့သူချစ်တဲ့သူတွေနဲ့ပြန်လိုက်ပြီးတော့မှဆက်သွယ်နေသေးတဲ့သူရဲ့မိသားစုဘာတွေဘာတွေလောက်ရမလဲဆိုပြန်လာပြီးတော့ခိုင်းတယ်လို့လူတွေတော်တော်များများကထင်တတ်ကြတယ်။သံပါများများစွာကအဲ့လိုယုံကြည်ကြတယ်။ရောဘဦးထွတ်ခန့်ကြီးဆက်လေအငယ်ဆက်နဲ့လူဒီအိပ်ပြီးမှနောက်တဖန်မထရမိုးကောင်းကင်မကုံမဆုံးမီတိုင်အောင်မနိုးရအအိပ်အပျော်မပြဲ့ရ ဲ့လိုမပြောတဲ့အတွက်ကြောင့်စေယုံစေခင်အများအများစွာစေတဲ့အများကြီးတောက်ရတဲ့လူတွေရှိတယ်။သင်ချင်းတရားကိုဖယားကဘာနဲ့နိုင်ရှင်ထားတယ်လဲ။အဲ့ပြောချင်းအဲ့အပြောမပြဲဘူးလို့ဆိုပြီးတော့မှကျင်းစာကနေဖော်ပြထားတယ်။ယောဘဥတ္တခဏ်ကြီးဆက်လေအငယ်27တဲ့သေသွားတဲ့သူရဲ့ဖခင်သေသွားတဲ့သူရဲ့မိခင်တွေကိုသာသမီတွေကချီးမြှောက်တယ်ဆိုရင်သူရဲ့မိဘကမသိတော့ဘူးအဲ့ဒါကြောင့်အသက်ရှင်တော့အချိန်ပါပဲချီးမြှောက်စာရှိရင်ချီးမြှောက်ပါ သေဝိုင်းအဲ့လူကလုံးဝမသိတော့ဘူး နေချချင်းတို့ရောက်တော့လဲထိုအမှုကိုပင်မရေမိပါမိသားစုဝင်တွေသေသွားတော့ခါမှာဤလောကမှာကျမတို့ရဲ့ပျော်ရွှင်ခြင်းကျမတို့စင်ဒုက္ခကိုဘာမှမတီးတော့ဘူးဆိုပြီးတော့မှကျန်းစာကဖော်ပြထားတယ်ဒေသနာကျန်ခန်းကြီးကိုငယ်ချောင်းနေအောက်မှာပြုသမျှတော့အမှုနိုင်သူတပါးနဲ့ရောနော၍မဆိုင်ရသေးတော့သူကအသက်ရှင်နေနေလာပြီးတော့မယောမနောတော့ဘူးလာပြီးစကားပြောတာမျိုးတွေမလုပ်တော့ဘူးသေတော့သူကသက်ရှင်တော့သူနဲ့လာပြီးတော့ဆက်ဆွယ်လို့မရဘူး သိတော့သူကဘာမှမသိတော့တာသူရဲ့အတွေးအကျင့်စီအကုန်လုံးကလည်းအသက်ထွက်သွားတဲ့အချိန်မှာအကုန်လုံးပျက်စီးသွားတယ်လို့ကျမ်းစာကဖော်ပြထားတယ်။သခင်ယေရှုကဣသေရှင်တရားကိုယောဟန်ခန်ကြီး7အငယ်7ကနေပြီးတော့14ထဲမှာသေခြင်းကိုအိပ်ပျော်ခြင်းလို့ခံနိုင်ထားတယ်။သိတော့သူကဘလောက်ကြကြအိပ်ပျော်မှလဲ။ ယောဘဝတ္ထုခန်းကြီး၁၄အငယ်၁၂လူသည်အိပ်ပြီးမှနောက်တဖန်မထရာမိုးကောင်းကင်မကုံဆုံးမီတိုင်အောင်မနှိုးရမိုးကောင်းကင်မကုံဆုံးတဲ့အထစ်ကိုသူကဆက်ပြီးတော့မှအိပ်နေမယ်မနှိုးလာဘူးလို့ပြောထားတယ်။နှစ်ပိခန်းကြီး၃ငယ်၁၀မှာသာရဖျားဤနှစ်ရက်သည်လာလိမ့်မည်ထိုနေ့၌မိုးကောင်းကင်သည်ကြီးစွာသောအသံကြီးတကွာပျောက်သွားလိမ့် ခင်ခရစ်တော်ဖျားဒုတိယအကြိမ်ကြွလာတော့ အခါမှာအဲ့ဒီနေ့ရက်မှာ ကောင်းကင်ဒီပါဖြစ်လေကြီးစွာသောအဖန်နဲ့တကွာပျောက်သွားလိမ့်မယ်။မိုးကောင်းကင်မကုံဆုံးမီတိုင်အောင်ဤလူတွေကအိပ်ပျော်နေတယ်။သခင်ခရစ်တော်ဖျားရဲ့နေ့ရက်သခင်ခရစ်တော်ဖျားဒုတိယအကြိမ်ကြွလာတော့အခါမှာအဲ့ဒီမိုးကောင်းကင်ကကြီးစွာသောအဖန်နဲ့တကွာပျောက်သွားလိမ့်မယ်။အဲ့ဒီအချိန်ထိအဲ့ဒီလူတွေကအိပ်ပျော်နေမယ်။ ဘုရားသခင်ကိုယုံကြည်ပြီးဖြတ်မှတ်တော့ဘုရားရှင်ရဲ့သားသမီးတွေသေသွားသောအဲ့လူတွေကသခင်ခရစ်တော်ပြဒုတိယအကျင့်ကြွလာတော့ခါမှာဘာဖြစ်မှာလဲ။ဗျာဒိတ်ကျန်ကနှစ်အငယ်ဆက်နှစ်ငါသည်အလင်းအမြန်လာမည်ငါသည်အကျိုးအပြည့်ကိုဆောင်ခဲ့သည်ဖြစ်၍လူအသီးသီးတို့အားမိမိတို့အချင်းအတိုင်းဆပ်ပေမည်တခင်ကုတော်ပြဒုတိယကျင်ကြောလာသောအခါမှာလူတွေကို reward ဆုလက်ဆောင်တွေပေးရမယ်အဲ့ဒီသေဝါတဲ့လူတွေလည်းဆုလက်ဆောင်သူရမယ် တိတ္တတာလောနိခန်းကြီး၄အငယ်၁၆၁၉ကိုခရစ်တော်ဗျာဒုတိယကျင်ကြောက်တော်အချိန်ကိုပြောတာလေနော်။သခင်ဗျာသည်ကြွေးကြော်ခြင်း၊ကောင်းငင်တမန်မင်းအသံပေးခြင်း၊ဗျာသခင်ဤတဘောတော်ကိုမှုတ်ခြင်းနဲ့တကွကောင်းခင်မှာကိုယ်တိုင်စင်သက်တော်မူ၍ခရစ်တော်၌သေလွန်တော်သူတို့သည်အူးထမြောက်ကြလိမ့်မည်။သခင်ဗျာနှင့်အတူအစင်မပြတ်နေရကြလိမ့်မည်။သေးသွားတဲ့ဖျားရှင်ဖျောက်မတော်သားသမီးရဲ့တခင်ခုတော့ဗျာဒူရရှင်ကြောက်တော်တော့အခါမှာအူးဆုံးထမြောက်မယ် ။ဒါများချင်းကနခုရှိတယ်မယ်။တိကောခန်းကြီး၁၅အငယ်53 53ခနာချင်းတိုင်းမျက်စိတမိန်တိုင်းငါတို့ရှိသည်များသည်ဒါကအသက်ရှင်ပြီးတော့မှကျန်နေသောဖြတ်မှတ်တော်သူတွေခနာကိုပြောင်းလဲသွားမယ်။အခုကကျမတို့ပါရည်တွေကတွန့်နေတယ်ခေါင်းတွေကဖြူနေတယ်သွားကလေးတွေကျိုးနေကြတယ်ယောဂဝေဒနာတွေကထွန်းထွန်းနဲ့ဖြစ်ကြတယ်။ကျမတို့ဤခနာကိုယ်တွေကပြောင်းလဲမယ်လို့ပြောထားတယ် ေလုံတဲ့ဖျားသခင်ဖျားမတော်သားသမီးတွေသူတို့သေသွားတဲ့ခါမှာကာအက်ဆီဒန့်နဲ့ကြောင့်ဖြစ်မဲ့ကင်ဆာရောဂါနဲ့သေကြမယ်ချင်းပြန်ထမြောက်လာသောခါမှာမပေါင်းနိုင်သောအဖြစ်နိုင်ဒီလျက်ထမြောက်မယ်လို့ပြောထားတယ်မပေါင်းမတိုးတကယ်ကိုလလဆဆလလန်ဆန်ဆဘတော်မမသေသောအချိန်နဲ့မပေါင်းမတိုးနိုင်သောအချိန်နဲ့ထမြောက်မယ်ဒီခုမြဲမောင်းသေတတ်တော်ရာသည်ကျွန်တော်ခဏကမှရှိသောစနေတိုင်းသေနေတယ်မျက်လုံးနဲ့အသက်ကြီးတာနဲ့များမုံမုံသွားခုလက်ရှိသေတတ်တော်ရာဆော့ရုပ်တော်သောအရာလည်း မသေးနိုင်တော့အဖြစ်သို့ဝင်စားရလိမ့်မည်။ဒါရအသက်ရှင်ခြင်းကအဲ့ဒီအချိန်မှာကျမတို့ကိုပေးလိမ့်မယ်။ဖျားသခင်ကသူ့ရဲ့သားသမီးတွေကိုပြန်လာပြီးခေါ်တဲ့အခါမှာအဲ့ဒီအချိန်မှာအဲ့ဒီဆုလက်ဆောင်စရလက်တွေကိုပေးမယ်။ဖျားမတ်တော်သူတွေရှင်ပြန်ထားမြောင်းမယ်။ခန္ဓာကိုယ်မှာမသေတတ်သောခန္ဓာကိုယ်ကိုရရှိပြီးတော့မှကောင်းကင်မှာသခင်ခရစ်တော်ကိုတွေးဆုံမယ်အကယ်၍များ မှတ်တော်သူကသီရာနဲ့ကောင်းကင်နိုင်ငံကိုတန်းသွားမယ်ဆိုရင်ရှင်မြထမြောက်ရှင်ကရှိစရာမလိုတော့ဘူးဤလောကမှာစန္ဒမနာရပထမဦးဆုံးလိမ့်လေလက်ဖြာမှုကဗျာဒိတ်ကျန်ခိုင်းစနစ်အငယ်ကိုဤလောကတနိုင်ငံလုံးကိုလက်ဖြာ၍မာနစတဲ့အမည်ရှိသောရှင်းမွေဟောင်းတော်နဂာဤနဂာရဲ့လိမ့်လေလက်ဖြာမှုကသင်တကယ်မသေးပါဘူးဖះကပြောတယ်သေရမယ်လို့ပြောတယ်ဆိုရင် तू ကစတဲ့တကယ်မသေးပါဘူးဆိုပြီးတော့မှ तू သင်ပေးတယ် ဒီမကောင်းနှဆိုးစာတန်ကမွေကိုအသုံးပြုပြီးတော့မှအင်းဝါကိုတည်ချင်းတရားနဲ့ပတ်သက်ပြီးတော့မှဘာဖြစ်လို့လာပြီးလိမ့်သွားတာလဲတည်ချင်းတရားနဲ့ပတ်သက်ပြီးတော့လူရဲ့ယုံကြည်ချက်တကယ်ကိုအရေးကြီးတဲ့အရာဖြစ်တယ်။ဘုရားကပြောဒီအစည်းကိုစားတော့ရဲနိုင်နေသေးရမယ်။စာတန်ကပြောလဲနင်တကယ်မသေးပါဘူး။ပြောချင်လူတယောက်သေသွားသောအခါမှာဤလူကတကယ်မသေပါဘူးဆိုပြီးတော့မှ သင်ပေးတယ်။လူတယောက်ကတကယ်မသေပါဘူးလို့ပြောတဲ့သူရဲ့နောက်ွယ်ကဆန္ဒမနာဘာလို့တလဲ။ သေသွားသောသူရဲ့အရေးအယံကိုအသုံးပြုပြီးတော့မှအံ့ဩဖွဲ့ရနမိတ်လက္ခဏာတွေလူတွေရဲ့အတွေးတွေထဲမှာ လူတွေကိုလှက်စားပွေးရန်တွဲသေသောလူရဲ့ပုံရိပ်အယံတွေကိုအသံတွေကိုအသုံးပြုပြီးတော့မှလူတွေကိုလိုက်ပြီးတော့မှလက်ဖြားနေတယ်အကူတူတိုင်းပြည်ကနေပြီးတော့မှမျက်လက်စရာတွေရောသေသွားသောလူတွေရဲ့ဝိညာဉ်တွေစုံးတွေမော်တက်တွေအသုံးပြုပြီးတော့မှအံ့ဩဖွယ်နမိတ်လက္ခဏာလောက်တယ် တမန်တော်ခရင်ဆက်ချောင်းငယ်16 28မှာအဲ့ကျမလေးကအဆုံးလေးခေါ်ပြီးတော့မှအံ့ဩဖွယ်နမိတ်လက္ခဏာတွေလောက်တဲ့ဗရိတ်ကျန်ခရင်16ငယ်23မှာလူအမျိုးမျိုးတို့သည်သင်ဤပြူစာချင်းပရိယအပြင်လက်ဖြာချင်းကိုခံရကြပြီဟုကောင်းကင်တမန်ပြောဆို၏နောက်ဆုံးသောခေတ်ကာလမှာလူတွေကိုပြူစာသောပရိယကိုစာဒမနာကအသုံးပြုမယ်ဒံယေလခေတ်ကာလတုန်းကလည်းအဲ့ဒီပရိယကိုအသုံးပြုခဲ့တယ် အဲ့လိုပြုစားတတ်သောပရိရေကိုအုံပြုပြီးတော့မှဒီကဘာလုံးကလက်စာချင်းခံရတယ်ဒီပြုစားခြင်းကနေပြီးတော့မစာတမနာကသူ့ရဲ့တကိုးတွေသူ့ရဲ့ဉာဏ်ပညာတွေထေသွားသောလူတွေကိုအသုံးပြုနေတယ်။သခင်ခရစ်တော်ကတော့ပြုစားသောသူတွေအံ့ဩဖို့ရဲ့နမိတ်လက္ခဏာပြုလုပ်သောသူတွေကငါကခရစ်တော်ဖြစ်ပါတယ်ဆိုပြီးတော့မှအဲ့ဒီအရေးအယောင်နဲ့လာကြလိမ့်မယ်။နိကောခရင်၁၁ငယ်၃ အကြောင်းမူကားထိုသူတို့သည်မိဆာတမန်တော်ဖြစ်ကြ၏ခရစ်တော်ဤတမန်ဖြစ်ရောင်ဆောင်၍လက်ဖြာတတ်သော အမှုဆောင်ဖြစ်ကြ၏တရားဟောဆရာအနေနဲ့လာမှာတပည့်တော်အနေနဲ့လာမှာဒီလင်ညာမှုကိုခံရသောသူတွေကဘုရားတရားမသိသောသူတွေမဟုတ်ဘူးကျမ်းစာကိုတက်ကျွမ်းသောသူတွေပါတာရဲ့အရေးအယောင်တွေကိုယောနောပြီးကိုလာမှာဘုရားကိုချစ်ကြောင်းတဲ့ဘုရားကိုချီးမွမ်းတဲ့ပုံစံနဲ့ကိုလာမှာ စာဒန်ရောသူရဲ့ကောင်းကင်တမန်ကဤကဘာလောကမှာရှိသောပန်းပေါင်းများများစွာကို လိန်လေလက်ဖြာပွေရန်တွဲလာနေတယ်။အသက်ရှင်သောသူတွေကသူတို့အသက်ရှင်တယ်ဆိုတာကိုသူသိတယ်။သေသောသူကအသက်ရှင်သေးတယ်လို့ကျမတို့ကယုံကြည်မယ်တွေးမယ်ဆိုရင်စာဒန်မှာနိုင်ရဲ့လက်ဖြာမှုကိုကျမတို့နီလန်ပေါင်းများများစွာနဲ့အလိန်ခံရမှာဖြစ်ပါတယ်။စာဒန်နတ်ဆိုကအော်ဖွေရဲ့နမိတ်လက္ခဏာတွေအခုလုံနေတာပေါ့။ဗျာဒိတ်ချန်ကင်းဆက်ချောင်းငယ်ဆက်လက် နမိတ်လက္ခဏာတို့ကိုပြသောနတ်ဆိုတို့ရဲ့ဝိညာဉ်လို့ပြောထားတယ်။မတ်သက်ခဲ24ငွေ24အကြောင်းမူကားခရစ်တော်၏အယောင်ကိုဆောင်တော်သူနှင့်မိတ်ဆက်ပြောဖဲတို့သည်ပေါ်လာ၍ယွေးချေသောသူတို့ကိုပင်လက်ဖြားနိုင်လင်လက်ဖြားလောက်အောင်ကြီးစွာသောနမိတ်လက္ခဏာအဘွေသောအမှုတို့ကိုပြုချလိုက်မည်။ဒီနေ့ဒီချိန်မှာဆန္ဒမနာကအောင်အဖွဲနမိတ်လက္ခဏာတကယ်လုံနေတယ်။လူတွေတကယ်ကိုယုံကြည် ဖရာသခင်ကိုတဲ့ချစ်ပါတဲ့ကျန်းစာအကလုံးနားလဲပါတယ်ဆိုရယ်ရွေးချက်ထားသောဖရာရှင်သားသမီးပင်မလဲလက်ဖြားနိုင်ရင်လက်ဖြားရှင်ခံရမယ်ဆိုတော့ကျန်းစာကကျမတို့ the d ကိုပေးထားတယ်နေ့ကခရင်ဆက်တဲ့အငယ်ဆက်လေးမှာစန္ဒမာနာကကောင်းငင်တမန်အလင်းရောင်ပုံစံနဲ့လာမယ်သူကိုယ်တိုင်ခရစ်တော်ဖြစ်ပါတယ်ဆိုပြီးတော့ခရစ်တော်ရဲ့အယောင်ကိုဆောင်ထားသောစန္ဒမာနာလမ်းပြပို့ဆောင်မှုအုံမှာတကဘာလုံးဘာသာရေးရှင်သန်노ကြမှုကိုလှုပ်ဆောင်နေလိမ့်မယ် ဝိညာဉ်ရဲ့노ကြောင့်မှုလောက်တော့အခါမှာလဲပေါပေါတတန်လေးလောက်တာမျိုးမဟုတ်ဘူးတကယ်ကိုဖရားတရားကိုအုံပြုတ်ပြီးတော့ကိုလုံမှာအဲ့ဒီအချိန်မှာဖရားသခင်ရဲ့ရွေးချက်ထားသောသားသမီးတော်တော်များများကလင်လေလက်ဖြာခြင်းကိုခံရမယ်အန်အောဖရားနမိတ်လက္ခဏာအကုန်လုံးကဖရားသခင်စီရမလာဘူးဆာနမနာလဲအန်အောဖရားနမိတ်လက္ခဏာတွေလောက်တတ်တာပဲ ျမတို့ဖျားရှင်သာသမီတွေကိုကျန်းစာကိုတည်တော်သူတွေယုံကြည်တယ်ဆိုရင်ကျမတို့တွေလိမ်လည်လက်ဖျားเสียအကြောင်းမရှိဘူးတမန်တော်ခန်းကြီး16အငယ်17မှာဗေရီမြို့သားတို့သည်သတ္တလောနီမြို့သားတို့တဲ့သူမြတ်သဖြင့်အလုံးကြီးညိုသောစေတနာဆင်းနဲ့ဘုရားသခင်နှုတ်ကပတ်တရားတော်ခံယူ၍မန်သည်မမန်သည်ကိုသိခြင်းကကျမ်းစာကိုနှစ်တိုင်းအစဉ်စစ်စစ်ကြည့်ရှုကြ၏။ဘယ်ရင်မျိုးသားတွေကဘုရားသခင်နှုတ်ကပတ်တော်ခံယူတယ် TV ကဟောတယ် Facebook ကဟောနေတယ်ဟောနေတဲ့အရာကမမမကျန်းစာနဲ့ပြန်ပြီးတိုက်တယ်အတိအကျတအောင်လုံးလန်လျောပြီးတော့မှစစ်စေးတယ်အဲ့ဒါကြောင့်မလို့ဖျားရှင်ရဲ့သားသမီးတွေကလိန်တယ်လက်ပြချင်းမခံရဘူးဘယ်ရိမျိုးသားလိုမျိုးပဲကိုယ့်ရဲ့ကျန်းစာအုပ်ကိုနိုင်ဖို့အတွက်အရေးကြီးတယ်နမိတ်လက္ခဏာလောက်တဲ့အခါမှာဟောပြောနေတဲ့အခါလူပေါင်းသန်းပေါင်းများများစွာကလာပြီးနားထောင်တော့အခါမှာသူတို့ဟောသောအရာက ဘုရားသခင်ဇီယလာသလားစာတန်ဇီယလာသလားဘလို့အပြင်သိနိုင်သလဲဟေရှာကညရှိငနဆက်တရားတော်ကို၎င်းတသိခံတော်မူချက်ကို၎င်းနားထောင်ကြကုန်သူတို့ပြောသောစကားသည်နှုတ်ကပတ်တော်နှင့်မညီလင်သူတို့၌အာယုံမတက်သည်ဟောပြောသောအရာကိုသေချာနားထောင်ပါတသိခံချက်တွေကိုနားထောင်ပါလုံနေသောနမိတ်လက္ခဏာတွေကိုသေချာစောင့်ကြည့်ပါဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်နဲ့သူတို့ရဲ့အသက်ရှင်ခြင်းသူတို့ပြောနေသောအရာ သူတို့ရဲ့လှုပ်ဆောင်ချက်က ကျန်းစာနဲ့မကန့်ညီဘူးဆိုရင်သူတို့နိုင်အာယုံမတက်သေးအလင်းတရားမရှိသေးဘူးလို့ကျန်းစာဖော်ပြထားတယ်။ဖျားသခင်ရဲ့သားသမီးကကျန်းစာကိုလစ်လာခြင်းအဖြစ်ပေသောသူကတကယ်သေးတယ်ဆိုတာကိုယုံကြည်တယ်။သေသောသူကဒီနေ့အသက်မရှင်ဘူးဆိုတာသိချာသိလိမ့်မယ်။ကျမတို့ရဲ့ချစ်တော်မိသားစုဝင်တွေရဲ့ပုံရိပ်အယောင်အဖန်နဲ့လာတော့ခါမှာချစ်တော်သူတွေရဲ့ဝိညာဉ်ပါလို့သာသမဏကပေါ်လာတော့ခါမှာတရားရှင်သားသမီးကသိဦးသိတယ် ဒါကငါရဲ့အမျိုးသမီးမဟုတ်ငါရဲ့သားသမီးမဟုတ်ငါချစ်တော်သူမဟုတ်ဒါကစာတန်ဖြစ်တယ်ဆိုတာကို သိလိမ့်မယ်ဖျားသခင်ရဲ့သားသမီးတွေရောက်တိုင်းသေချင်းတရားနဲ့ပတ်သက်ပြီးတော့မှမာရင်သောဖုန်တင်သောဆရာတွေကို reject လုပ်ဖို့လိုအပ်တယ်။မာရင်သောကိုဖုန်တင်ပြီးတော့မှအံ့ဩဖွယ်ရနမိတ်လက္ခဏာလုံနေသောသူတွေကိုလက်ခံစရာအကြောင်းမရှိဘူး။သူတို့နိုင်အလင်းအာယုံမရောက်သေးဘူး။သေသွားသောလူတွေရဲ့အရေးအယံအဖန်တွေနဲ့အသုံးပြုပြီးတော့မှ သူတို့တွေကအံ့ဩဖွယ်ရာနမိတ်လက္ခဏာတွေကိုလုံနေကြလို့ပဲဖြစ်ပါတယ်မရှိခိခါတော့ကရောသေတော့လူကတကယ်မသေးပါဘူးလို့သုံသင်တဲ့လူတွေကိုအလိုဖို့ဖျားကမိတ်ပေးထားတယ်။ဘုပြရာကြံခဲ20အငယ်16နဲ့ယောက်ျားဖြစ်စီမိန်းမဖြစ်စီနှစ်ဝင်တော့သူဆုံးလောက်တော့သူဒီအသေးသက်ချင်းကိုအမှန်ခံရမည်။ထို့သောတော့သူကိုခဲနေပြရမည်။ နက်ကတော်တွေစုံပူးနေတဲ့လူတွေနှက်ဝင်သောသူတွေကများသောဖြင့်စာတန်သေသောသူတွေရဲ့ဝိညာဉ်ကို ခေါ်ပြီးတော့မှသူတွေအလုလုကြအဲ့ဒီလူတွေကိုအမှန်တရားမယ်လို့ဆိုပြီးတော့ကျင်းစာဖော်ပြထားတယ်စုံတယ်နှက်ဝင်သောသူတွေတဆင့်အဲ့ဒီကနေပြီးတော့မှတကိုးယူသောသူတွေကိုကဲနဲ့ပြပသက်ပါလို့ပြောထားတယ်ဒီချင်းတရားနဲ့ပတ်သက်ပြီးတော့မှမာယွင်းစွာပုံတင်သောသူတွေကိုဘုရားသခင်ကဘာမှမဖြစ်ပါဘူးဆိုတဲ့တိုင်းအလွတ်မပေးထားဘူး သခင်ခရစ်တော်ပြဒုတိယအကြိမ်ကြွလာသောအခါမှာရှင်ပြန်ထမြောက်သွားသောသန့်ရှင်သောသူတွေဖြတ်မှတ်သောသူတွေကနောက်တစ်ဖန်မသေးတော့ဘူးလုကာခန်းကြီး20အငယ်35 36သေခြင်းမှထမြောက်ခြင်းကိုခံရထိုက်သောသားသမီးတို့သည်သေခြင်းနဲ့အစဉ်ကင်းလွတ်လိမ့်မယ်နောက်တစ်ဖန်ဘတော်မှမသေးရတော့ဘူးဆိုပြီးကျမ်းစာကဖော်ပြထားတယ်ကလေးချင်ခဲ27အငယ်လေဖရာသခင်ဒီသူတို့ဤမျက်စိနိုင်မျက်ရည်ရှိသမျှတို့ကိုတုတ်တော်မူမြေ နောက်တပံသေပေမရှိရစိတ်မသာညီးတွားခြင်းအော်ဟစ်ခြင်းပင်ပန်းခြင်းလည်းမရှိရအကြောင်းမူကရှေးဖြစ်မှုသောအရာတို့သည်ရွေ့သွားကြပြီသခင်ခရစ်တော်ဖျားရဲ့ဒုတိယကျင်ကြောက်လာသောအခါမှာရှင်ပြန်ထမြောက်သွားသောပန့်ရှင်သူတွေကနောက်တပံမသေတော့ဘူးသေခြင်းတရားမရှိတော့ဝမ်းနည်းခြင်းမရှိတော့ငိုကြွေးခြင်းမရှိတော့ဘူးကောင်းကင်နိုင်ငံအသစ်မှာငိုကြွေးသေခြင်းဖျားနာခြင်းတွေလုံးဝမရှိတော့ဘူးဆိုပြီးတော့မှဂျန်ဆန်ကလည်းဖော်ပြထားတဲ့အတွေ့အကြုံပဲဖြစ်ပါလား လူဝင်စားလူတယောက်တည်သွားသောအခါမှာပြောင်းကနေပြန်ဝင်စားမယ်တရိတ်ဆန်ကနေဝင်စားမယ်တစ်ပင်ပြန်ဖြစ်မယ်ဒီကောင်တွေဖြစ်မယ်သူရဲ့အကောင်းမှုကုသိုလ်ရပါတော့လူတော်တော်များများကဒီနေ့ဒီချိန်မှာဒါကိုယုံကြည်ကြတယ်ဝင်စားပါတယ်လို့ပြောတဲ့အရာကကျန်းစာထဲကသွန်တင်ခြင်းနဲ့မကိုင်းညီပါဖြစ်လို့လဲဒေသနာကျမ်းခန်းကြီးကိုအငငယ်၅၆မှာအသက်ရှင်သောသူသည်မိမိသေရမည်ကိုသိသေသောသူမူကအဘယ်အရာကိုများမသိ အကျိုးအပြည့်ကိုလည်းမခံရသူကိုလည်းမေလျော့တက်ကြိုင်သူဤချစ်ချင်းမောချင်းယူဆခြင်းဒီလည်းပျောက်ပြဲ့ဤနေအောင်မှာပြုသမျှသောအမှုနိုင်သူတပါးနှင့်ယောနော်၍မဆိုင်ရကလေးလေးတယောက်ကသိသွားသောလူတယောက်ရဲ့အကြောင်းအရာအကုန်လုံးကိုပြောနိုင်နေစဉ်ဒါကပြန်ဝင်စားတယ်လို့ယုံကြည်လို့ရသလားစနမနာကလောက်တတ်တယ်နော်ကျမတို့ယုံကြည်အောင်အမျိုးမျိုးလောက်တယ်နော် ဒီကဘာမှာရှိတော့လူတစ်ဆန်းမှာတဝက်ကလူတွေကပြေးသွားတော့ခါမှာပြန်ဝင်စားတယ်ဆိုပြီးတော့မှအဲ့ဒီရဲ့သွန်တင်ချက်ကိုယုံကြည်တတ်ကြတယ်လူဝင်စားတက်တယ်ဆိုတဲ့အရာအဲ့ရဲ့ယုံကြည်ချက်ကကျန်းစာထက်ကနေမလာဘူးလူတယောက်ပြေးသွားတော့ခါမှာသူ့ရဲ့ခန္ဓာကိုမြေကြီးကိုရောက်သွားတယ်သူ့မှာအသိဉာဏ်ကလုံးဝမရှိတော့ဘူးဤလောကမှာရှိသောအသက်ရှင်သောသူနဲ့ယောနောချင်းမရှိဘူး ူကနောက်ထပ်တစ်ပတ်အသက်မရှင်တော့ဘူး။သင်ကြိုင်းမှာပဲအိပ်ပျော်နေတယ်စောင့်နေတယ်။သူရဲ့အသက်ရှင်ခြင်းက select ရက်တီချင်းမရှိတဲ့အတွေ့အကြုံပဲဖြစ်တယ်။ဆန္ဒမနာကလူတယောက်သေသွားသောအခါမှာတကယ်မသေပါဘူးလို့သင်ပေးတယ်။အဲ့လိုသင်ပေးခြင်းအဖြစ်လူဝင်စားအကြောင်းတွေကို လူတွေကိုညှို့ကြည့်အောင်သူသင်ပေးတယ်။ တာမကတဲ့တည်တော်ကိုရဲ့တည်သွားသောချစ်တော်သူတွေနဲ့ပြန်ပြီးဆက်သွယ်လို့ရအောင်နတ်ကတော်တွေနဲ့လှုပ်ပေးတဲ့စုံတွေလှုပ်ပေးတဲ့မောဆရာတွေနဲ့လှုပ်ပေးတဲ့လူသေးတွေကိုကိုးကွယ်သောကိုပြုတ်ကိုကွယ်မှုတွေလည်းဆန္ဒမနာကတီထွင်တာတဲ့တည်သွားသောခါမှာတကယ်မသေးပါဘူးဆိုပြီးတော့မှဆက်လက်ပြီးတော့သွန်သင်ပေးခြင်းအဖြစ်အံ့ဩပွေရနမိတ်လက္ခဏာတွေကိုအသုံးပြုနေတယ် တည်သွားသောကုရသားသမီးရဲ့အသံအရေးအယောင်တွေကိုပြချင်အဖြစ်ဒီနေ့ဒီချိန်မှာလူတွေတော်တော်များများကကျန်းစာနဲ့လွဲသွားသော ယူဆချက်တွေကိုယုံကြည်လက်ခံတာတကြတယ်။ဒီနေ့ဒီချိန်မှာသေခြင်းပြားနဲ့ပတ်သက်ပြီးတော့မှအမှန်တရားကိုကျမတို့ကျန်းစာကနေပြီးတော့မှတစင်လစ်လာရတဲ့အတွက်ကြောင့်သင်တို့မပြောဘူးလား။အဲ့ဆိုရင်တရားတစ်စီတင်ကြောက်စရာအကြောင်းမရှိဘူး။သူတရားတည်သွားတော့ခါမှာသူ့ရဲ့အလောင်းကိုဘယ်လိုပုံစံနဲ့တည်ဝါရမယ်ဘောဆိုသူဝိညာဉ်ကဘာဖြစ်လဲအဲ့ဒါလိုက်ပြီးတော့စဉ်းစားကြအောင်မရှိဘူး ေသွားသောသူကဘာမှမသိဘူးလို့ကျန်းစာကဖော်ပြထားတယ်။သေသွားသောကိုယ့်ရဲ့ချစ်တော်သူတွေရှိမှာပဲ။မတော်တဆသေခြင်းတရားကိုကြုံတွေ့သောအခါမှာဤသေခြင်းတရားကအိပ်ပျော်ခြင်းပဲ။သင်ကြိုင်းကူထဲမှာစောင့်နေမယ်။ကျမတို့ကိုချစ်တော်ကယ်တင်ရှင်ဘုရားကလာပြီးတော့မှခေါ်နိုးတဲ့အထိကြားထဲမှာဘယ်သူမှကျမတို့ခေါ်နိုးလို့မရဘူး။ ကျမတို့ဖန်ဆင်းသောအရှင်ကားသာလင်လာပြီးခေါ်နိုးသောအချိန်မှာမပုတ်မတိုးသောခန္ဓာကိုယ်နဲ့အဲ့ဒီကျမတို့ရဲ့ချစ်တော်အရှင်သခင်ခရစ်တော်ပြားကိုမျက်နှချင်းဆိုင်တွေ့ရမှာဖြစ်ပါလေအကယ်၍မြာသခင်ခရစ်တော်ဖျားကြွလာတဲ့အချိန်ထိကျမတို့အသက်မရှင်ခဲ့ဘူးဒီနေ့ကျမတို့သေသွားမယ်ဆိုရင်ဒီမှာရှိတော်ဖျားရှင်သားသမီးပဲနေရောက်ကကရောရှင်ဖျားသခင်ခရစ်တော်ဖျားကိုကျွန်တော်ကျမအပြည့်အဝယုံကြည်တယ်လက်ခံတယ်ယုံကြည်တဲ့အားကိုယ်တဲ့ အကယ်၍မြသခင်ခရစ်တော်ပြဒုတိယကျင့်ကြွားလာသောအချိန်တည်းကျွန်မအသက်မရှင်ခဲ့ဘူးကျွန်တော်အသက်မရှင်ခဲ့ပြီးကျွန်တော်သေသွားမယ်ဆိုရင်ပထမဦးဆုံးရှင်ပြန်ထမြောက်သောသူတွေထဲမှာကျွန်မပါပါရစေကျွန်တော်ပါပါရစေလို့ဒီနေ့အချိန်မှာဘုရားသခင်ဘယ်နည်းအောင်တောင်းခံချင်ကြသလဲအာမင်ဘုရားရှင်ကောင်းကြီးပေးပါစေခဏလေးမတ်တထားပြီးဆုတောင်းရအောင်နော်